ဥရောပကလည်းအမေရိကန်ကငွေရေးကြေးအရောအကောက်အရေးအရပါစောက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဥရောပထိပ်တန်းကောင်းဆောင်တွေဟာ 2B2 အမေရိကကိုရောက်ရှိနေပြီဖြစ်ပါလေ။ပထမဦးဆုံးလာတာကတော့ပြင်သစ်မမက်ခွန်ဖြစ်ပြီးတမခါရဆွေးနွေးတော့ခဲ့ပါလေ။အခုတစ်ခေါက်လာတာကတော့ဒီတဲ့ဝင်ကြီးချုပ် KR Star မှာပဲဖြစ်ပါလေ။ဒီကသူတို့ပြောတဲ့ချက်ကဥရောပအကောက်အွယ်ပေးရေးချက်ပဲဖြစ်ပါလေ။ တကယ်လို့ဥရောပကိုအမေရိကန်ကအကောက်အွယ်မပေးဘူးဆိုရင်ပူတင်ကိုဘယ်တော့မှရက်တက်နိုင်မှာမဟုတ်ဘူးလို့ KIA Starmer ကသတိပေးပါတယ်။ ရောဘတ်ကိုစားပြုဦးဆောင်သူဖြစ်ပြည်ထောင်ကြီးချုပ်စာကီယာရှာမဟာဖေဗူလာ29မွန်လပိုင်းကအမေရိကန်သမ္မတထရန့်နဲ့ဝါရှင်တန် DC မြို့ကိုတွားရောက်တွေ့ဆုံမှုလေးစိတ်ကမထောက်ခွာမီအမေရိကန်အနေနဲ့ဥရောပကိုကာကွယ်ပေးရင်ကြမ်းကြုတ်ရက်ဆက်တဲ့ရုရှားသမ္မတပူတင်ရဲ့သွေးစားတဲ့လူရည်ဘယ်တော့ခါမှရက်ကန်သွားမှာမဟုတ်ဘူးလို့မီဒီမီဒီယာတွေကိုဖွင့်ဟသွားပါလိမ့်ဒေါ်နယ်ထရန့်အမေရိကန်သမ္မတအဖြစ်တကြောပြန်တက်လာပြီးနောက်ရုရှားရဲ့ယူကရိန်းကြီးကြော်စစ်ပေါ် ်အမေရိကန်ရဲ့ရည်တည်မှုသဘောထားဆန့်ကျင်ဘက်လာရာပြောင်းလဲသွားခဲ့ကာယူကရိန်းသမ္မတဇလန်စကီကိုပင် အာဏာရှင်လို့တမားထံကဝေဖန်ခဲ့သလိုမဟာမိတ်ဖြစ်မှုနဲ့ဥရောပနိုင်ငံတွေအားလုံးကိုလည်းတွင်းကုန်ခွန်25ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမှုရှိတယ်လို့ဆိုလာပါတယ်နေတိုးဖွဲ့ဟာလည်းမိမိတို့ဥရောပလုံခြုံရေးအတွက်အမေရိကန်မှအများဆုံးစစ်စေးအသုံးစရိတ်ထုတ်ပေးနေရခြင်းထက် ကုကုကိုကာကွယ်နိုင်ရေးပြင်ဆင်သင့်တယ်လို့လည်းပြောလာပါတယ် မေဂန်ကာဝဲဝင်ဒီပီဟာဆတ်ကိုရာညူနစ်ညီလာကမှာတရားဝင်အတည်ပြုပြောလာတာဖြစ်ပြီးဥရောပနေတို့ဖွဲ့ဝင်နိုင်ငံတွေအားလုံးအ ਨੇ ဆုံး GDP ရဲ့900ခန့်လုံးထည့်ဖို့သတိပေးခဲ့တာပဲဖြစ်ပါတယ်။အရင်တော့ကတူပဆန်တာထည့်နေပြီးတူပဆန်အောက်တာထည့်တဲ့နိုင်ငံတွေလည်းရှိပါတယ်။ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ဘာကြောင့်အဲ့ဒီလိုမျိုးသူတို့ကိုကောက်ွယ်ပေးမဲ့စိတ်ကိုညှော့နေပြီးထဲ့နေရတာလဲဆိုပြီးထရန်ကအဲ့ဒီတုန်းကမေကွန်းထုတ်ဖူတာပဲဖြစ်ပါလိမ့် ဒါကြောင့်ဥရောပနိုင်ငံခေါင်းဆောင်တွေနဲ့အင်္ဂလန်မှာမတ်လ2ရက်နေ့စတကီယာစတာမအစည်းအဝေးမလုပ်မီဒေါ်နယ်ထရန့်နဲ့ဦးစွာသဘောထားဆွေးနွေးမှုနိုင်ဖို့ဝါရှင်တန်ကိုသွားတာပဲဖြစ်ပါတယ်ဒီခီးစဉ်မထောက်ပါမီကီယာစတာမကဇီလန်စကီဟာအာဏာရှင်မဟုတ်ကြောင်း ပူတင်ဟာရန်လိုသူဖြစ်ယူကရိန်းကိုကျူးကျော်သိမ်းပိုင်နေခြင်းဖြစ်သလိုတခြားဥရောပနိုင်ငံတွေကိုလည်းဆက်လက်ထိုးစစ်ဆင်နေမှာအတိုင်းအတာမြင်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်အမေရိကန်ကဥရောပကိုကြောထောက်နောက်ခံပြုအကောင်မပေးရင်ပူတင်ရန်လိုမှုဟာဘယ်တော့ခါမှရပ်တန့်သွားမှာမဟုတ်ဘူးလို့ထရန့်ကိုတတိပေးပြောကြပါတယ်။ဒါပေမဲ့ကီယာစတာမဟာထရန့်ဟာလက်ရှိချိန်ဒီနေတိုးဖွဲ့နိုင်ငံများတည်တာအမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်ဆက်လက်လက်ခံထားဆဲဖြစ်ပြီးထရန့်ပေါ်မိမိယုံကြည်နေပါသေးတယ်ဆိုပြီး ဆက်လက်ပြောဆိုသွားပါတယ်။ American Tamara Trump ဟာပြည်ထောင်စုကြီးကစာကီယာစတောင်းမနဲ့အင်ဂျီနော်မှာတွေ့ဆုံပြီးလက်ရှိဖြစ်နေတဲ့ယူကရိန်းစစ်ပွဲနဲ့နှစ်နိုင်ငံကုန်သွယ်ကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။တမရထရန်ကဥရောပနိုင်ငံတွေပေါ်အခွန်တိုးကောက်ဖို့ချိန်ချောက်တယ်လို့ဥရောပလူကြုံရေးအတွက်အမေရိကန်ပေါ်တိတ်အားမကိုဘူးပြောဆိုနေချိန်မှာခုလိုခေါင်းဆောင်တွေကိုတွေ့ဆုံခဲ့ပါတယ်။ တို့နဦးမတွေ့ခင်သမတ်ထရန်ကယူကရိန်းနဲ့ရုရှားတို့အပြစ်ရအောင်အားဖြစ်ပေးမဲ့ဥရောပငြိမ်းချမ်းရေးထင်သိမ်းရေးတပ်တွေကိုအမေရိကန်ကပံ့ပိုးဖို့အဆိုပြုတာပါဝင်ယူကရိန်းလုံခြုံရေးအတွက်အမမခံသေးပါဘူးပြည်ထောင်စုကြီးချုပ်ကတော့ဒီလိုလှုံ့ဆော်ချေစေခြင်းနေတာဖြစ်ပါတယ်ဥရောပမဟာမိတ်နိုင်ငံတွေကြားမှာလည်းယူကရိန်းကိုတပ်သားဆက်ပြီးတော့ဆေလွှတ်ရေးနဲ့ပတ်သက်လို့သဘောထားကွဲလွဲနေစေဖြစ်ပါတယ်ပြည်ထောင်ကပြင်သစ်ဦးဆောင်တင်ပြတဲ့အဆိုပြုချက်ကိုသဘောတူပေမဲ့အဲ့ဒီငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အမေရိကန်ကထောက်ခံပံ့ပိုးပေးမှသာဗြိတိန်ကလက်ခံမယ်လို့ပြောနေပါတယ်။ရုရှားသမ္မတပူတင်ကတော့ယူကရိန်းကိုငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေဆီလို့မဲ့ပဲအကြံပြုချက်ကမှလက်မခံကြောင်းကြားသာပရင်းနေမှာပဲအတိအလင်းပြောလာတာဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ရုရှားအမေရိကန်ဆွေးနွေးပွဲတွေမပြတ်ပြတ်အောင်အနောက်နိုင်ငံတွေကကြိုးပမ်းနေကြတယ်ဆိုပြီးပြောလာပါတယ်။အမေရိကန်နဲ့တွဲဆုံဆွေးနွေးမှုတွေကိုနှောက်ယှက်ဖျက်ဆီးဖို့နောက်နိုင်ငံတချို့ကကြိုးပမ်းနေတာလို့ရုရှားသမ္မတပူတင်က FSB ထောက်လှမ်းရေးဘုတ်ဖွဲ့အစည်းအဝေးမှာပြောပါတယ်။နောက်နိုင်ငံတချို့ကကမ္ဘာ့မတည်မငြိမ်ဖြစ်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့စိတ်ပိုင်းဖြတ်ထားတာတွေ့ရပြီးတွေ့ဆုံဆွေးနွေးမှုတွေကိုနှောင့်ယှက်ဖို့ဒါမှမဟုတ်အပေးအယူတွေလုပ်ဖို့စူးစမ်းနေတာတွေ့ရတယ်လို့ပူတင်ကဆိုပါတယ်။ FSB ထောက်လှမ်းရေးဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာနယ်ပယ်အားလုံးမှာအနောက်နိုင်ငံတွေနဲ့ရည်ရွယ်ချက်တွေအောင်မြင်ခြင်းမရှိအောင်စနစ်တကျဆက်လက်လှုပ်ဆောင်သွားဖို့လိုမယ်လို့ပူတင်ကပြောပါတယ်။အမေရိကန်နဲ့စနစ်ဘက်တွေစတင်ဖြစ်လာတာဟာစစ်မြေပြင်ကရုရှားစစ်တပ်ရဲ့အောင်ပွဲတွေခံနိုင်ရှိမှုတွေကြောင့်ဖြစ်တယ်လို့လည်းဗလာဒီမာပူတင်ကပြောသွားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှားကိုမြောက်ကိုရီးယားကစစ်ကူတွေထပ်ဖို့နေကြောင်းတောင်ကိုရီးယားထောက်လှမ်းရေးတွေကထုတ်ဖော်ပြောဆိုလာပါတယ်။ အရင်တော့ဘလောက်အများပြပို့လိုက်လဲဆိုတော့တလုံးမသိရသေးဘူးလို့တောင်ကိုရီးယားထောင်လိုင်းအရာရှိတွေကပြောပါတယ်။အဲဒီနောက်ကိုရီးယားတဖုန်ကနေဟာရုရှားနိုင်ငံနောက်ဘက်ဆုံးကကော့စ်တွေတောင်းမှရှိတယ်။ရှေ့တန်းစစ်မှုပြင်းနေစီတန်ပြီးပို့ဆောင်ခံရတယ်လို့ဆိုပါတယ်။ကော့စ်မှာတော့ရုရှားတပ်တွေဟာနိုင်ငံပိုင်နဲ့ထဲကနေမြေတွေကိုဝင်ရောက်သိမ်းထားတဲ့ယူကရိန်းတပ်တွေနဲ့တိုက်ပွဲဖြစ်နေပါတယ်။ပြီးတော့အရင်တုတ်စေလွတ်ထားတဲ့မြောက်ကိုရီးယားတပ်တွေကလည်းကော့စ်မှာပဲအခြေစိုက်လှုပ်ရှားနေပါတယ်။ တောင်ကိုရီးယားမျိုးသားထောင်ဆိုင်ဌာန NIS ကမြောက်ကိုရီးယားတက်တွေရုရှားကိုထပ်မံရောက်ရှိသွားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အသေးစိတ်အချက်လက်ကိုတော့မထုတ်ပြန်ပါဘူးမြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်းယူကရိန်းစစ်ပွဲမှာရုရှားဘက်ကပေါဝင်တိုက်ခိုက်ဖို့တန့်ရာတပေါင်းကျော်ဆေးလွတ်ပေးခဲ့မှာပါတယ်ယူကရိန်းစစ်ပွဲကာလတွင်ရုရှားဟာမြောက်ကိုရီးယားနဲ့စီးရေးမဟာမိတ်ဆက်ဆံမှုပုံစံပုံမူခိုင်မာလာခဲ့တယ်လို့မြောက်ကိုရီးယားကထုတ်လုပ်တဲ့အမြောက်ဆန်တွေနဲ့ခရမ်းမီကြောက်အများပြားကိုလည်းတုံးနေကြောင်းအမေရိကန်ရဲ့ယူကရိန်းထောက်လှမ်းရေးတွေကဆိုပါတယ် မြောက်ကိုရီးယားကတော့ရုရှားကိုစစ်လက်နက်နဲ့လူမျိုးအင်အားပံ့ပိုးပေးနေတဲ့ဆိုတဲ့ဆိုဆိုချက်တွေကိုတရားဝင်အသိအမှတ်ပြုမထားဘူးလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းတို့ကူညီဖို့ဆိုနေမဲ့ EU ထုတ်ထိပ်သည့်စီဝေးကိုဇီလန်စကီကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။လာမယ့်မလောက်ချောင်းနေ့မှာကျင်းပမယ့်ဥရောပသမဂ္ဂက EU ကောင်ဆောင်ရဲ့ထုတ်ထိပ်သည့်စီဝေးကိုယူကရိန်းသမ္မတဇီလန်စကီကိုမိမိဖိတ်ကြားခဲ့ကြောင်း EU ကောင်ဆောင်ဥက္ကဋ္ဌအန်တိုနီယိုကော့စတာကပြောပါတယ်။အဲဒီစီဝေးမှာယူကရိန်းတို့က နာဂတ်ထောက်ပံ့ရေးကိစ္စတွေကိုဦးစားပေးဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ EU နဲ့မိမိတို့ဖွဲ့ဝင်နိုင်ငံတွေဟာဥရောပလုံခြုံရေးအတွက်တာဝန်ပို့ယူဖို့အစဉ်အဆက်ဖြစ်နေပြီလို့ Costa က EU ကောင်ဆောင်တွေထံပေးပို့ထားတဲ့ဖိတ်စာထဲမှာအတည်ပြုထားပါတယ်။ဒါကြောင့် Ukraine မှာထာဝရငြိမ်းချမ်းရေးရရှိဖို့လိုအပ်ပေမဲ့လုံခြုံရေးအမတ်ခံချက်မှာဖြစ်နိုင်ခြေရှိတဲ့ဥရောပနိုင်ငံတွေရဲ့ကူညီအတွက်ကျွန်တော်တို့ပြင်ဆင်ထားတဲ့နယ်လို EU ထိပ်သီးဆွေးကိုဥဆောင်စီစဉ်တဲ့ Costa ကပြောပါတယ်။ EU ဟာဥရောပလုံခြုံရေးနဲ့လောချင်းနေတဲ့အနာဂတ်ဆိုင်ခေါမှုကိုရင်ဆိုင်ဖြည့်ရှင်းဖို့ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေအတွက်အစဉ်သင့်ပြင်ထားဖို့ရည်ရွယ်ပါတယ်လို့သူကမှတ်ချက်ပြုပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်တွေကိုယုံကြည်မယုံကြည်ဆိုတာထက်ကိုကိုကိုယုံကြည်ဖို့ကပိုပြီးလိုတယ်လို့ရုရှားသမ္မတပူတင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီဘတ်စကော့ကဆိုပါတယ်ရုရှားအနေနဲ့အမေရိကန်တွေကိုယုံကြည်တဲ့လားဆိုတာထက်မိမိကိုကိုယုံကြည်ဖို့လိုကြောင်း ရုရှားသမ္မတပူတင်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်ရုရှားရဲ့ရှားပါမြောက်တင်စရာ24ထောက်လို့ရည်ဒီမှာအမေရိကန်တွေလာရောက်ရင်းနှီးမြှုပ်နှံမှုသမ္မတပူတင်ကလန်နာဟာအမေရိကန်တွေကိုယုံကြည်မှုရှိလို့လားဆိုလို့မေကွန်ကိုဒီမီထရီဘက်စကော့ကတုံ့ပြန်ဖြေဆိုခဲ့တာပါအမေရိကန်ရဲ့ယုံကြည်မှုပြန်တည်ဆောက်ဖို့အချိန်နဲ့အများကြီးယူရမှာဖြစ်ပါတယ်။လေးနှစ်အတွင်းမှာအပြည့်အစုံတွေအများကြီးရှိခဲ့တယ်လို့ပတ်စကော့ကဆိုပါတယ်။ပြည့်စုံမှုတွေကိုအချိန်တိုတိုနဲ့ပြန်တည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ ယူကရိန်းမှာဥရောပငြိမ်းချမ်းထိန်းသိမ်းတက်တွေချထားဖို့ဆိုလို့သမ္မတပူတင်ကလက်ခံတယ်ဆိုတဲ့အမေရိကန်သမ္မတထရန့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့မေးရမှာယူကရိန်းမှာ NATO ဖွဲ့ဝင်ဥရောပနိုင်ငံတွေကတက်တွေချထားတာကိုလက်ခံမှာမဟုတ်ဘူးလို့ရုရှားနိုင်ငံကြီးဝန်ကြီးက ပြောဆိုပြီးဖြစ်လာတဲ့အတွက်ထပ်ပြီးတော့ဝေဖန်မှတ်ချက်ပေးစရာမလိုဘူးလို့ဒီမီထရီပက်စကော့ကပြောပါတယ်ရုရှားမှာ မြေရှားပါဝင်ရှားပါတထုပေါင်းတန်ချိန်တန်း900နီးပါးရှိနိုင်တယ်လို့ဆိုပါတယ်ရုရှားနိုင်ငံထဲမှာရှားပါတထုမျိုးစုံတန်ချိန်658တန်းရှိနေရှိနေနိုင်ပြီးတန်ချိန်29တန်းနီးပါးဟာမြေရှားတထုတွေဖြစ်တယ်လို့ရုရှားသဘောဝအရေးမြေဝန်ကြီးဌာနကပြောပါတယ်ရှားပါမြေတထုတွေကိုကြီးကြီးမားမားထုတ်လုပ်တာမရှိသေးသလိုထုတ်လုပ်မယ်ဆိုရင်လက်ရှိနိုင်ငံတော်စီးပွားရေးလိုအပ်ချက်ကိုလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှာကရေရှည်တွက်ပါလုံလောက်တယ်လို့သဘာဝအရေးမြဝင်ကြီးဌာနကပြောပါတယ်ရုရှားရဲ့ရှိနေနိုင်တဲ့ရှားပါတက်ထုတွေအနေထားကိုဖေဖော်ဝါရီ24ရက် online စနေပတ်မှာသမ္မတပူတင်ကိုအသေးစိတ်တင်ပြထားပြီးဖြစ်တယ်လို့သဘာဝအရေးမြဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားကြောင်းလည်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်ယူကရိန်းမှာတာမကရုရှားမှာရှိတဲ့ရှားပါမြေရိုင်းတပ်ထုတွေကိုလည်းစစ်ဝင်စားကြောင်းဒေါ်နယ်ထရန့်ကပြောဆိုပြီးတဘာဝအရေးမြေဝန်ကြီးဌာနနဲ့ပူတင်တို့ဆွေးနွေးခဲ့တာပါ ရုရှားရဲ့ရှားပွားမြေတထုကိုအတူတကွလာရောက်ထုတ်လုပ်ဖို့အမေရိကန်ပါဝင်နိုင်ငံခြားလုံခြုံရေးအဖွဲ့အလုံးကိုလည်းမိမိအနေနဲ့ဖိတ်ခေါ်ကြောင်းရုရှားသမ္မတပူတင်ကပြောဆိုခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တူးကျော်စစ်ကြောင်းကုန်ကြမှုနဲ့ပြစ်စီမှုတွေအတွက်ရုရှားကပဲရောကြီးပြန်ပေးရမယ်လို့ပြည်သက်မရမခွန်ကဆိုပါတယ်။ရုရှားကျူးကျော်စစ်စတင်တွေကယူကရိန်းကိုထောက်ပံ့ခဲ့တဲ့ကုန်ကြခင်းများအားလုံးရုရှားကပဲပေးရမယ်လို့ပြည်သက်မရမခွန်က တလားထရန်နဲ့အင်ဖီရာကိုပြုတ်တဲ့အကျိုးသတင်းစာရှင်းပွဲမှာပြောပါတယ်ယူကရိန်းကိုထောက်ပံ့ခဲ့တဲ့အမေရိကန်ရဲ့ကုန်ကြစည်တွေကိုရောကြီးဖြစ်ပြန်ပေးသင့်လားဆိုတဲ့သတင်းတော်တော်မျိုးကိုဒေါ်နယ်ထရန့်ရှင်းပွဲပြည်သူ့သမ္မတကဖြေဆိုသွားတာပါစစ်ပွဲကုန်ကြမှုအတွက်ပြန်လည်ရရှိသင့်တယ်ဆိုတာလက်ခံပေမဲ့ပထမဆုံးရောကြီးပြန်ရောက်သင့်သူဟာကျူးကျော်စစ်ကြောင်းပြည်သူအများပြားသိဆုံးခဲ့ရပြီးမြို့ရအများပြားပျက်စီးခဲ့ရတဲ့ယူကရိန်းပဲဖြစ်ရမယ်လို့မက်ခရွန်ကဆိုပါတယ် အဲ့ဒီတော့ပျက်စီးဆုံးရှုံးမှုအလုံးတော့ရောကြည့်ပေးရမယ်သူဟာကျူးကျော်ဆက်စတင်တဲ့ရုရှားဖြစ်တယ်လို့အမေရိကန်နဲ့ဥရောပကကုန်ကြမှုအလုံးတော့လည်းရုရှားကပဲပြန်ပေးဆက်ရမှာဖြစ်တယ်လို့ပြင်းစံမရမက်ခရွန်ကပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ထပ်သင်းမို့ပြောချင်ပါတယ်။ဖြစ်တိုင်းမှာရွှေအင်သာအိုးခိုးယူခဲ့တဲ့တရခန်သုံးဦးအားယုံတင်စစ်ဆေးနေတယ်လို့သိရပါတယ်။ဖြစ်တိုင်းဘလန်ဟိုင်းစ်နန်တော်ကရွှေအင်သာအိုးခိုးယူသွားတယ်။တခိုးရဲ့ပုံကိုအင်္ဂလန်ရှစ်တောင်မှရှိသိန်းစတောင်ကြားဒေသကိုတောင်းယူထားတယ်။ Thames Valley ရဲ့တပ်ဖွဲ့ကစောင့်ကြည့်ဗီဒီယိုကတစ်စင်ထုတ်ပြန်လိုက်ပါတယ်။ကွာလွန်တူပြည်ထောင်စုကြီးချုပ်ဟောင်ဝန်ဆန်ချာချီရဲ့မူရင်းမြင်မှာလူပညာလက်ရာအဖြစ်ခင်းကျင်းပြသထားတဲ့18ကာရက်ရှိရွှေအင်သာအိုးကိုဖောက်ထွင်းခုယုံမှုနဲ့မြို့သားသုံးကို အင်္ဂလန်တရားဝန်တစ်ခုမှယုံနဲ့စစ်ဆေးခဲ့ပါတယ်။ကမ္ဘာလိုက်ခရီးသည်တွေကိုဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်ပြီး UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်နေရာလည်းဖြစ်တဲ့အင်္ဂလန်တောင်ပိုင်းမှာရှိတဲ့ Churchill မိသားစုရဲ့ မျိုးစင်စက်နေထိုင်ရာနှစ်ပေါင်း300တန်းရှိ Blan Heights နံတော်မှာအီတလီနုပညာရှင် Mauricio Gattella ရဲ့ American လို့နာမည်ပေးထားတဲ့အနုပညာလက်ရာချွေအင်သာဦးဟာခိုးခံခဲ့ရတာပါဖြစ်စဉ်ကတော့2019စက်တင်ဘာ14မနက်အာရုံတက်ခင်လူ9ယောက်ပါအုပ်စုဖွဲ့ဟာခိုးလာတဲ့ကားနှစီးနဲ့တောက်ခတ်ထားတဲ့သက်သားတံခါးတွေကိုတိုက်ပြီးတော့နန်းတော်မြေတွေကိုမောင်းနေဝင်ရောက်ခဲ့တာဖြစ်ပါတယ်သူတို့ကပြင်းပေါက်မှချိုးဖြတ်ဖောက်ခင်းဝင်ရောက်ပြီး တက်သားရကားကိုဖြိုချပါတယ်။နေရန်ကလည်းရွှေရင်သာအိုးကိုဖြုတ်ခွာသွားတာဖြစ်ပါတယ်။9မိနစ်လောက်ကြာမှအဆောင်ထဲကထွက်ခွာသွားပါတယ်။အလေးချိန်68 kg ရှိတဲ့အင်္ဂါကိုဒေါ်လာ6သန်းအမောက်ခံထားပါတယ်။ဒေါ်ရောင်းချဖို့ဆိုရင်ရွှေပမာဏအနည်းငယ်စီလှီးဖြတ်ခွဲထုတ်ယူပြီးလုံနိုင်တယ်လို့အစိုးရရှိနေတွေကတော့သုံးသပ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှားပေါ်ပိတ်ဆို့ထားမှုတွေဖယ်ရှားပေးဖို့နဲ့ပတ်သက်ပြီး ပါကစ္စတန်မှာသဘောတူထားခြင်းရှိကြောင်းထရန့်ကပြောပါတယ်။အမေရိကန်အနေနဲ့ယူကရိန်းနိုင်ငံထဲမှာသာမကရုရှားနိုင်ငံတွေကရှားပါမြောက်တဲ့ဇာတ်တွေကိုလည်းဝဲခြင်းနဲ့ဆိုတာအမှတ်ပေးမယ်။ရုရှားကိုပိတ်ဆို့ရေးယူတာတွေကိုပြန်လည်ဖယ်ရှားပေးဖို့အစီအစဉ်မရှိသေးဘူးလို့တမရထရန့်ကအင်ဂျီဒိုဒရင်းစာရှင်ပေါ်မှာပြောပါတယ်။တချင်ချင်းမှာပိတ်ဆို့မှုတွေကိုဖယ်ရှားဖို့ပြန်လည်အစီအစဉ်ပေးမှာဖြစ်ပေမဲ့လောလောဆယ်မှာပိတ်ဆို့မှုကိုပြန်လည်ရုပ်သိမ်းပေးဖို့ဘယ်သူမှသဘောတူညီချက်ရထားတာမရှိဘူးလို့ထရန့်ကပြောပါတယ်။ ရုရှားဆွေရသတင်းတွေမှာအမေရိကန်အတွက်အသုံးဝင်တဲ့ရှားပါမြောက်တရားစရာတွေရုရှားမှာတန်ချိန်တန်ပေါင်းများစွာရှိနေတယ်ဆိုတဲ့သတင်းတွေကိုနေ့စဉ်ဖော်ပြနေတာလည်းဖြစ်ပါတယ်ရုရှားသမ္မတပူတင်ကလည်းအမေရိကန်နဲ့စီးပွားရေးလုပ်ချင်တယ်ဆိုပြီးတော့ကန့်လန့်ထားတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်အမေရိကန်တိုင်ဖွန်ဒုံးခွင်းလုံးစနစ်ကိုရုပ်သိမ်းပြီးဖိလစ်ပိုင်ကိုတရုတ်ကထပ်မံတောင်းဆိုပါတယ်အမေရိကန်တိုင်ဖွန်ဒုံးကြီးတွေဖြန့်ကျက်ချလာတာဟာပထဝီနိုင်ငံရေးအရထိတ်တဲရင်ဆိုင်မှုနဲ့ လက်လက်ပြန်ဆန်မှုအန်ဒီရဲ့ဖြစ်ပေါ်စေတာမူအများဆုံးပြန်ရောသိမ်းပြီးကိုဖိလစ်ပိုင်ကိုထပ်မံတောင်းဆိုကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရမျိုးသမီးမော်နင်းကဆိုပါတယ်အမေရိကန်တိုင်ဖွန်းတုံးကြီးတွေဟာနျူကလ িয়ার နဲ့သမရိုးကြဆွမ်းရည်နှမျိုးတော်တောင်းနိုင်တယ်လို့ခုခံကာကွယ်ရေးထက်ထိုးစစ်ဆင်ပြစ်ခတ်နိုင်တဲ့ဒုံးကြီးတွေဖြစ်တယ်လို့မော်နင်းကဆိုပါတယ်ဖိလစ်ပိုင်အနေနဲ့ဒေသတွင်းမှာတရုတ်နဲ့ပြည်ပတက်တွေထိတိုက်တွေ့အောင်မကြာခဏဖန်တီးနေတာလို့လည်းပြောပါတယ်တိုင်ဖွန်းတုံးကြီးတွေကိုလေကျင့်သုံးပြီးတာဖြစ်ပြီး လေးကျင်ရေးပြီးပြန်ရောက်သိမ်းမယ်လို့ဖလပိုင်ကပြောပေးပေး။အပီးပိုင်နေရာချဖို့ဆုံးမြတ်တာရိုးသားမှုမရှိဘူးလို့တရုတ်ကပြောပါတယ်။ဖလပိုင်ဆိုရကတော့နိုင်ငံတော်ကာကွယ်ရေးအတွက်လက်နက်တွေဝယ်ယူဖြန့်ကျက်ချလာတာဟာချောက်ချအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးမြန်နိုင်ငံကမှဖိအားပေးချင်းချောက်ကောက်ွက်ခဲ့လုံးဝမရှိဘူးလို့ပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ဆီးရီးယားမှာနိုင်ငံလုံးဆိုင်ရာညီလာခံစတင်ပြီးစစ်တပ်နဲ့ရဲတပ်ဖွဲ့ပြန်ဖွဲ့စည်းမယ်လို့ယာယီသမားကပြောပါတယ်။ဆီးရီးယားရဲ့အနာဂတ်နဲ့ပတ်သက်ပြီးနိုင်ငံလုံးဆိုင်ရာညီလာခံကိုမြို့တော်ဒမတ်စကတ်မှာစတင်လိုက်ပြီးမျိုးနွယ်စုနဲ့ဘာသာပေါင်းစုံကကိုယ်စားလှယ်900ကျော်တက်ရောက်နေတယ်လို့ကြားဖြတ်ဆိုရတောင်းဝန်ရှိသူတွေကပြောပါတယ်။ညီလာခံကိုမူလစီစဉ်ထားတာထက်တလားကျော်နောက်ကျခဲ့ပြီးစွန့်လွှတ်မှုတွေမှာတော့ဖွဲ့စည်းပုံကိုအချိန်ခံဥပဒေအသစ်ရေးဆွဲရင်းနဲ့တရားစီရင်မနိုင် ပြည်ပြောင်းလဲရေးတို့အဓိကပါဝင်ပါတယ်ဆေးရီးယားကိုပြည်သူတွေလက်ပြန်အပ်တယ်လို့ယာယီသမ္မတအာမက်အန်ရှာရာကပြောပါတယ်နိုင်ငံနာကဆွေးနွေးကြဖို့စီလုံးညီညွတ်ကြဖို့ပြည်သူတွေကိုယာယီသမ္မတကတိုက်တွန်းပါတယ်ဆေးရီးယားမြောက်ပိုင်းမှာဆက်လက်တိုက်ခတ်နေတဲ့အစိုးရဟောင်းထောက်ခံသူတွေပြင်ကတပ်ဖွဲ့တွေကိုပါလက်နက်ဖြုတ်သိမ်းဖို့စစ်တပ်နဲ့ရဲတပ်ဖွဲ့ပြန်လည်ဖွန်ဆင်းမယ်လို့သူကဆိုပါတယ်ဒါအပြင်သူကလက်ရှိမှာဆေးရီးယားဟာ လက်နက်ကန်အင်အားတောင်းတင်းခံရတဲ့နိုင်ငံဖြစ်တဲ့အတွက်လက်နက်ကန်အင်တွေကလည်းလက်နက်တွေစွန့်ရမယ်လို့ပြောပါလိမ့်နိုင်ငံကိုစေစုနဲ့များစွာကြာအုပ်ချုပ်ခဲ့တဲ့တမရအာဆက်ကိုဒီဇင်ဘာလမှာယာရူးကလည်းဖြုတ်ချလိုက်ပြီးနောက်လက်ရှိဆီးရီးယားဂျာဖြတ်ဆိုရာဟာနိုင်ငံပြန်လည်တည်ဆောက်ရေးတွေလှုံ့ဆော်နေပြီးနိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေရုပ်သိမ်းပေးပါလို့တောင်းဆိုနေပါလိမ့်ဆီးရီးယားပြည်နယ်စစ်တွင်ပြည်သူသိမ်းချေတည်ဆုံးခဲ့ပြီးလူသန်းပေါင်းများစွာ နေရက်ဆုံခွာခရာကကမ္ဘာအဆိုပါဆုံး လူသားချင်းစာနာမှုဆိုင်ရာအကျက်တဲဖြစ်ပေါ်နေတယ်လို့ကုလသမဂ္ဂကသတိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်မှာရင်းမြစ်တော်မှုကြောင့်တည်ဆုံခဲ့ရသူမြန်မာအမျိုးသမီးတွေအဲ့ဒီမျိုးသမီးနာမည်နဲ့လမ်းသတ်မှတ်ပေးလိုက်တယ်လို့သိရပါတယ်။အမေရိကန်ပြည်တော်စုကယ်လီဖိုးနီးယားပြည်နယ်အော့ကလန်မြို့မှာရင်းမြစ်တော်မှုကြောင့်တည်ဆုံခဲ့ရတဲ့အသက်83နှစ်အရွယ်မြန်မာအမျိုးသမီးဂျီတော်ဆန်တုမာယာဝိုင်လေဂျင်ကွန်ပျူတာအနေနဲ့ သူမတည်ဆုံးခဲ့တဲ့လမ်းကိုစန်တုမာယာဝေးအမည်နဲ့သတ်မှတ်ပေးကြောင်းဒေါ်စန်တုမာယာမိသားစုထံမှသိရပါတယ်။ဒီလိုဆိုင်းမုံမြင်တော့ဝန်နဲ့ဝန်သာဖြစ်ရပါလေ။မြင်းကြီးလည်းကြမိတယ်။လမ်းပေါ်မှာအမေနာမည်ပါထားတာကိုအရင်ပြီးသည်ဖြစ်ပါလေ။ကျမတို့မိသားစုဘသူမှဒီလိုမဖြစ်ဘူးဘူး။အမေဟာတမန်လုံးကိုတွားပြီမဲ့လမ်းနာမည်မှာတော့ထာရကြံနေခဲ့ပါလေလို့ဒေါ်စန်တုမာယာရဲ့သမီးစန်ကျူဘာမကပြောပါလေ။ စန်တုမာယာဝေအမိတက်မှတ်ခြင်းခံတော်ကိုဖေဖော်ဝါရီ29ရက်နေ့ကကျင်းပခဲ့ပါတယ်။စန်တုမာယာဝေလမ်းမီတက်ခြင်းခံတော်ကိုမြို့ကောင်စီမှတာဝန်ရှိသူတွေမြန်မာ community တိုင်းဝိုင်းတွေနဲ့ဖုန်းတော်ကြီးတွေတက်ရောက်ခဲ့ပါတယ်။ဒေါ်စန်တုမာယာဟာအုတ်ကလန်းမြို့ကို2023ဇွန်လ16ရက်နေ့ကတမိဖြစ်သူနဲ့အတူစတိုးဆိုင်ကိုသွားအရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကဝင်တိုက်ခဲ့မိတာပါ။နေရာမှာပဲတမိဖြစ်သူလက်ပေါ်မှာသေဆုံးခဲ့ရပါတယ်။ မြို့ကောင်စီဝန်တွေကဒေါ်စန်တုမာယာကွယ်လွန်ခဲ့တဲ့ဝန်내ဘဖြစ်ရကိုအတိမတ်ပြတဲ့အနေနဲ့မြို့အုပ်ချုပ်ရေးအဖွဲ့ကဒေါ်စန်တုမာယာကွယ်လွန်ခဲ့တဲ့လမ်းဆောင်ကလမ်းမြေကိုမူလပစ်ဘတ်လမ်းစာစန်တုမာယာလမ်းအဖြစ်ပြောင်းလဲသတ်မှတ်ဖို့စ조사ခဲ့ရာ2024ဇွန်လမှာအခွင့်အရေးချရခဲ့တာပါသူဒီလိုရောက်တာ3လောက်ခွဲလောက်မှဒီလိုဖြစ်သွားတာပါအစီအတန်းဖြစ်တော့ကလည်းမြို့တော်ကောင်စီဝန်တွေလာပါတယ်အဲ့ဒီတော့ကလည်းအရန်ဒုက္ခရောက်နေတဲ့အချိန်မှာမိသားစုကို တို့ကအရန်စပုတ်လုပ်ပေးပါတယ်တရားမျှတမှုကိုကျွန်တော်တို့ကတောင်းဆိုပါတယ်အတူပါဖြစ်တော့လည်းလာပါတယ်အဲ့ဒီမှာပဲသူပြောပါတယ်စန်တူမာယာကို recognize လုပ်ချင်တယ်လူသားစုကခွင့်ပြုမလားဆိုပြီးပါတော့ဒါဟာဂုဏ်ယူစရာပါဒီလိုမြန်မာလူမျိုးလမ်းလမ်းပဲမှဲ့တာအရင်ကမကြောက်ဘူးသေးဘူးလို့ဒေါ်စန်တူမာယာရဲ့သမတ်ကလည်းပြောပါတယ်ဒေါ်စန်တူမာယာဟာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်အိုကလန်မြို့မှာတမိဖြစ်သူမိသားစုနဲ့နေထိုင်မှု2023ကမြန်မာပြည်ကနေရောက်ရှိလာခဲ့ပြီး 3လအခွဲခံအကြောင်းမှာရင်တိုက်မှုနဲ့ကွယ်လွန်ခွင့်ရရှာပါတယ်။ရင်တိုက်မှုကျူးလွန်ခဲ့တဲ့လူစားတဲ့ကာသမားကိုလည်းခင်းဖြစ်ပြီးတလခန့်ကြမှာဖမ်းမိခဲ့ပြီးအဲ့ဒီမှုကိုလက်ရှိချိန်ဒီအုတ်ကလန်မြို့တရားရုံးမှာတရားရင်ဆိုင်နေရာဆဲဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Israel နိုင်ငံလေးဦးရဲ့ရုပ်လောင်းတွေကို Hamas ကလွှဲပြောင်းပေးပါတယ်။ Hamas ပြောက်ကြားတွေကဒဇာကန်လေးဦးရဲ့ရုပ်လောင်းတွေကိုလွှဲပြောင်းပေးခဲ့တဲ့နောက် Israel က Palestine ကျင်းသားတချို့ပြန်လွှတ်ပေးခဲ့ပါတယ်။ လက်ခံရရှိတဲ့ရုပ်လောင်းတွေဟာအသက်86နှစ်ရွယ်ရှလိုမိုမန်ဆာ90ရွယ်အိုဟတ်ဟလာမိုလ်ဝီအသက်90ရွယ်ဆာချီအိုင်တန်နဲ့အသက်69နှစ်ရွယ်အဇစ်အယ်ဂါရဒိုဟုတ်မို့ဆိုတာ DNA စစ်ဆေးမှုတွေလုပ်ဆောင်နေပါလေ DNA စစ်ဆေးမှုတွေပြီးလို့ရုပ်လောင်းတွေဟာသက်ဆိုင်သူတွေဖြစ်တယ်ဆိုတာသိကြရင်ပါလက်စတိုင်းကျင်းသား600လွှတ်ပေးဖို့အစ္စရေးကစီစဉ်ထားပါလေအသက်ရှင်လျက်ရောတေဆုံးနေသူတွေပါပါတဲ့ history ဒစာကန်တွေကို ပါလက်စတိုင်းကျင်းသားတွေနဲ့အလဲအလဲလောက်တာဟာလက်ရှိဂါဇာပြစ်ခတ်ရေးစရေးမူသဘောတူညီချက်ပထမဆင့်သတ်မှတ်ချက်မှာနောက်ဆုံးကျင်းပါအဲ့ဒီဂါဇာသဘောတူညီချက်ရဲ့ပထမဆင့်ရသမှတ်ချက်ဟာမတ်တစ်မှာအဆုံးသတ်ပါမယ်ပြီးခဲ့တဲ့တစ်ခေါက်ဂါဇာကန်အယုတ်လောင်းနေလွှဲပြောင်းမှုမှာအစ္စရေးသူရှီရီဘီဘက်စ်ရဲ့အလောင်းစား ဟာမတ်စ်တွေကပါလက်စတိုင်းမျိုးသမီးတဦးလောင်ခဲ့ပေးတယ်လို့အစ္စရေးအတွက်အကြီးကျယ်တောသားထုတ်ခဲ့ပါတယ်။ဟာမတ်စ်တွေကတော့စီမံခန့်ခွဲမှုအမှားကြောင့်ဖြစ်တယ်လို့အကြောင်းပြပြီးနောက်ထပ်ရုပ်လောင်းတစ်ခုထပ်မံပို့ဆောင်ခဲ့တယ်လို့အဲ့ဒါကတော့ big bus ဖြစ်တယ်လို့အစ္စရေးဘက်ကတည်ပြပါတယ်။အစ္စရေးကဟာမတ်စ်တွေဟာတုံ့ပန်းခြင်းလဲလှယ်မှုတွေမှာအရှေ့အစရာလုံးနေတယ်လို့ဆွဆွဲပြီးပြီးခဲ့တဲ့သတင်းဘက်ကပါလက်စတိုင်းကျင်းသားပြန်လွှတ်ပေးတဲ့ကိစ္စယာယီဆိုင်ငံကလေးလို့နှစ်ဖက်တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးတော့အပြစ်ခက်ရစဲရလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ဟာမတ်ရာရှိတူကတော့ဖေဖော်ဝါရီ26ရက်နေ့ကရုပ်လောင်းတွေပြန်လွှဲပေးတဲ့အခါလူမြင်သူမြင်မဟုတ်ပဲတိုးတိုးတိတ်တိတ်နဲ့အငင်းပွားစရာမရှိအောင်ဆောင်ရွက်ခဲ့တယ်ပြောပါတယ်။ Israel တွေရဲ့နေစစ်ဆေးမှုတွေတီးပြပြီးပါလက်စတိုင်းကျင်းသား625ဦးလွတ်မြောက်မယ်လို့ယုံကြည်ပါတယ်။ Israel ရဲ့ Hamas ကြောင့်ပြစ်ခတ်ရစဲမှုဒုတိယအဆင့်မှာ Israel တပ်တွေကဂါဇာကအပီးတိုင်းရုံသိမ်းပြီးစစ်ပွဲကိုတရားဝင်အဆုံးသတ်နိုင်ရေးညှိနှိုင်းသွားမှာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံမှာမနစ်ကလေတုညဉ့်ညံမှုကြောင့်လူ၁၂တန်းကျော်နာမကျန်းဖြစ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာ၂၀၂၄တွင်လူ၁၂.၃တန်းခန့်ဟာလေတုညဉ့်ညံမှုကြောင့်ဖြစ်စေတဲ့ကျန်းမာရေးပြဿနာတွေခံစားခဲ့ရပြီးနိုင်ငံမြောက်ပိုင်းမှာအမြင့်ဆုံးနှုန်းရှိခဲ့တယ်လို့ထိုင်းနိုင်ငံမျိုးသားစီးပွားရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်မှုကောင်စီကကြေညာပါတယ်။2025ရဲ့ပထမနှစ်လသာသာအတွင်းမှာလေတူးကြောင့်နာမကျန်းသူဦးရေက6,800ကျော်ရှိခဲ့ပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံရဲ့စုထသုံးနာပဲလူမှုဆိုင်ရာအခြေအနေနဲ့2024အတွက်ချုပ်ငုံသုံးချက်ကိုထုတ်ဖော်ခဲ့တာဖြစ်ပြီးရှေ့ဆက်ပြီးအလေးထားအယုံဆိုင်ဖို့လိုတဲ့ကျမ်းမာရေးပြဿနာဆိုင်ရာသိတာထင်ရှားတဲ့ဖြစ်ပေါ်မှုအခြေအနေတွေမိမောင်းထုတ်ပြပါတယ်။အလွန်သေးငယ်ပြီးအနေရရှိတဲ့ PM 2.5အမှုမောပြဿနာပိုဆိုးလာပြီးအများပြည်သူကျမ်းမာရေးပေါ်သိတာထင်ရှားစွာသက်ရောက်လျက်ရှိပါတယ်။လေတုညဉ့်ညံ့မှုဟာအဓိက ပြဿနာဖြစ်ဆက်ရှင်နေပြီးထို့သဖြင့် PM 2.5 ညဉ့်ညံ့မှုကိုအရှိန်မြင့်စေလျက်ရှိပါတယ်။ထိုင်းဆိုရကတော့လူမှုညဉ့်ညံ့မှုကိုအတက်နိုင်ဆုံးပြီးပြတ်အောင်ဆောင်ရွက်မယ်လို့ဆိုပါတယ်။ဒီပညာနဲ့ပါအကူအညီလူပြီး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဘန်ကောက်နဲ့ပတ်ဝန်းကျင် area တွေမှာ PM2.5 အမှုံမွားတွေမှာအစိတ်ကက်ဒမီယံနဲ့ခရိုမီယံကဲ့သို့တက်ထူတွေအတော်တန်မြင့်မားတဲ့ level ပါဝင်နေပြီးဒါတွေအားလုံးဟာအဆုတ်ကင်စာဖြစ်နိုင်ခြေကိုမြင့်တက်စေတယ်လို့2024 လေးလာချင်ရသိရပါတယ်။2024မှာလူပေါင်းစနစ်တမ3000ဟာရေတုညဉ့်ညံ့မှုနဲ့ဆက်နွယ်တဲ့ကျန်းမာရေးပြဿနာခံစားခဲ့ရပါတယ်။2025ဇန်နဝါရီ1မှာဖေဖော်ဝါရီ14ရက်ထိလေတုညဉ့်ညံ့မှုနဲ့ဆက်နွယ်တဲ့နောက်မကျန်းဖြစ်သူဦးရေ6800ထိရှိပါတယ်။တကြီးရဲ့ဟိုကလေးတငယ်ကိုဝင်ဆောင်တဲ့နန္ဒရှိယောဂအခြေအနေရှိသူတွေအတွက်ထူးကူးဆိုင်ဖို့လိုပါလေ။အပြင်ထပ်တိုင်း PM 2.5ကောက်ွယ်ဖို့နှာခေါင်းစီးတက်တဲ့နယ်လို့လည်းအကြံပေးထားကြောင်းသိရပါဗျ။